အခုဆုံးတင်ပြလိုတာတော့ဂလင်းဆိုတာဂျူတင်ခံမှန်းလို့မရဘူးဆိုတဲ့အချက်ရယ်ဒုတိယကငလင်းဆိုတာနေတိုင်းလှုပ်နေတယ်ဆိုတဲ့အချက်ရယ်ကဘာနဲ့အဝမ်းကြည့်ရင်ဒါတွေးရမှာဖြစ်ပါတယ်အဲတနေ့တနေ့ငလင်းကြီးလှုပ်ခဲ့တဲ့အချိန်ပေါင်းကဘာကြီးတစ်ခုလုံးပေါ်ကျုပ်ကြီးကြည့်မယ်ဆိုရင်တော့အချိန်ပေါင်းဟာတိမ့်ချီနေပါတယ်ဂျပန်တနိုင်ငံတည်းမှာပဲ တနေ့အတွင်းလုတ်တဲ့ငလင်းအချိန်ပေါင်းဟာတင်းကြော်ကြည့်ရှိခဲ့တဲ့နှစ်တွေရှိပါတယ်။ဒီဟာကိုတင်ပြရတဲ့အကြောင်းရင်းကငလင်းနဲ့ပတ်သက်ပြီးအယူသီးမှုမရှိဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ဒုတိယရေးကြည့်တဲ့အချက်ကတော့ငလင်းပဲချိန်လုတ်မယ်ပဲရဲ့လုတ်မယ်ဆိုတာတွေဟာသိပ္ပံကြီးကြတဲ့ခမန်းကျက်များမဟုတ်ဘူးဆိုတာကိုလည်းပထမဆုံးသိထားဖို့လိုပါတယ်။၂015ခုနှစ်အတွင်းမှာငလင်းတွေလုတ်ခဲ့ပါတယ်မြန်မာပြည်အတွင်းမှာလည်းလုတ်ပါတယ်။ဒါပေမဲ့လုတ်ခဲ့သမျှ ငလင်းတွေကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်တော့အင်အားဟာအများဆုံးအသင့်အတင့်အများဆုံး ဖြစ်ခဲ့ပါတယ်အင်အားအသင့်အတင့်ဆိုတာအင်အားဟာ research ကအဲ6အထိအများဆုံးပေါ့လေအဲ့ဒီကဏ္ဍအထိပဲအများဆုံးလုပ်ခဲ့တယ်ဆိုတာသိရတယ်မြန်မာနိုင်ငံအလဲပိုင်းမှာအများဆုံးလုပ်တယ်စကိုင်းတိုင်းမှာလုပ်တယ်ရှမ်းပြည်နယ်အဲ့ဒီဘက်မှာလည်းအကျိုးပြင်းနေဇတ်ဒေသတွေမှာလုပ်ပါတယ်အကျိုးပြင်းမြန်မာနိုင်ငံရဲ့ပြင်ပမှာရှိတဲ့တရုတ်ပြည် ထိုင်းနိုင်ငံဘက်မှာလောက်တာလဲတော်တော်များပါလေမလီနေနဲ့ပတ်သက်ပြီးတော့အယူဆတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့မလီငယ်ကြီးများများလှုပ်ရင်မလင်ကြီးကြီးမလှုပ်ဘူးဆိုတဲ့အယူဆပဲဖြစ်ပါတယ်ဒါလည်းဘယ်ပေါ်မှအခြေခံပြီးတော့တွက်ချက်တယ်လဲဆိုရင်ငလင်ဘာကြောင့်လှုပ်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးတော့ရောရင်ဖြစ်ပါတယ်တကယ်တော့ငလင်ဆိုတာမြေလောနှစ်ခုပွတ်တိုင်မှုကြောင့် ပုတ်တိုက်တဲ့ခါမှာဒေးတိုက်ပုတ်တိုက်ရှိတယ်။တပြေးပြေးပူနီးလာတာရှိတယ်။တပြေးပူဝေးသွားတာရှိတယ်။သုံးမျိုးရှိပါတယ်။ဘယ်လိုမျိုးစံတယ်ပဲတွေ့တွေ့အဲ့ဒီမြေလွန်ကုရဲ့ကြားငရင်ကျောပေါ်မှာမြေလွန်ကုရဲ့ပုတ်တိုက်မှုကြောင့်တင်းအားလို့ခေါ်တဲ့ stress တွေဖြစ်ပါတယ်။အဲ့ဒီ stress တွေဟာဒဇဇန်နဲ့စုဆောင်းပါပါတယ်။စုဆောင်းလာပြီးများလာတဲ့အချိန်ဆက်လက်ပြီးထိမ့်မထားနိုင်တော့တဲ့အချိန်မှာ ဒီစုဆောင်ထားတဲ့တင်းအား stress တွေကိုကမ္ဘာမြေကြီးကဆွန့်ထုတ်ပါတယ်အဲ့ဒီဆွန့်ထုတ်တာကိုငလင်လုတ်တယ်လို့ခေါ်ပါတယ်ဗာနဲ့လာသန်တူလဲဆိုရင်တေးပင်ကျက်ပေါက်မိတ်တပင်ကိုအစနှစ်ဖက်ကကိုင်းပြီးတော့ကျွေးဆွဲတဲ့ခါမှာဒီတေးပင်ဟာကျွေးတင်းလာပါတယ်ဒါတင်းအားပါပဲ stress ပါပဲအဲ့လိုဆွဲဆွဲဆွဲတဲ့ခါမှာတစ်ချိန်မှာဆက်လက်တင်းမထနိုင်တော့တဲ့အနေအထားရောက်တဲ့ခါမှာ ဒီသေးပင်ဟာအင်္ဂလိပ်လိုတော့ bang ဆိုပြီးတော့ပြတ်ထွက်သွားပါတယ်။ဒါကြောင့်မို့ငရင်လှုပ်တဲ့ဖြစ်စဉ်ကိုဖြည့်ရှင်းတဲ့ theory ကို bang theory လို့ခေါ်ပါတယ်။ဒါငလင်းနဲ့ပတ်သက်တဲ့အခြေခံအဖြစ်သိရမယ့်ချက်တွေဖြစ်တယ်။မြန်မာနိုင်ငံဟာငလင်းအငြိရှိတယ်။မြန်မာနိုင်ငံမှာငလင်းအငြိအမြင့်ဆုံးဒေသတွေဆိုရလဲကျွန်တော်တို့တွေ့ထုတ်ပြီးသားဖြစ်တယ်။အဓိကအဖြစ် မြင်းလင်းအနေနဲ့အမြင့်ဆုံးရှိတဲ့ဒေသတွေကစကိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်စတဲ့ဒေသတွေဖြစ်ပါတယ်အဲဒီဒေသတွေမှာမရင်အများဆုံးလှုပ်လေရှိပါတယ်ကြံတဲ့ဒေသတွေကတော့အထိုက်လျောက်လှုပ်ပါတယ်အဲဒီဒေသတွေကတော့မြန်မာနိုင်ငံမြေပြန့်လွင်ပြင်ဖြစ်တဲ့ ARD မြေကျော်တလျှောက်အဲဒီဒေသမှာလည်းငလင်ကြီးတွေလှုပ်ခုပါတယ်အဓိကအပြင်ငလင်ကျော်ကြီး၅ခုရှိပါတယ် ဟိုးအနောက်ဖက်ရခိုင်ကမ်းရိုးတန်းရဲ့အလွန်ပင်လယ်ရေပြင်အောက်မှာငလင်ကျောတစ်ခုရှိပါတယ်ရခိုင်ငလင်ကျောလို့ပဲခေါ်ကြပါတယ်အချိန်ဘက်ကိုလာလိုက်ရင်မြမပြည်ရဲ့အဓိကငလင်ကြီးရေအပြည့်စင်းများတဲ့ငလင်ကြီးအလုံများလေးရှိတဲ့ငလင်ကျောကတော့အေရာကြီးမြစ်အတိုင်းအပြိုင်ဆင်းလာတဲ့ဟိုးမြောက်ဖက်အစွန်ပြားကနေမုံတမကွိထိရောက်အောင်ရှည်လျားတဲ့ စကိုင်းငလင်ကျော်ဖြစ်ပါတယ်အဲ့ဒီနောက်အရှိတ်ဘက်ကိုကူးသွားရင်ကြောက်ကြမ်းငလင်ကျော်အဲ့ဒီနောက်တန်လွင်ငလင်ကျော်အဲ့ဒီနောက်မြန်မာပြည်မြောက်ဘက်မှာရှိတဲ့ငလင်ကျော်တွေပေါ့လေဥမာဖြင့်တကောင်းငလင်ကျော်စသဖြင့်ငလင်ကျော်တွေရှိပါတယ်အသေးလေးတွေတော့အများများရှိပါသေးတယ်အဓိကအချက်ကတော့ဒီငလင်ကျော်ကြီးတွေမှာနောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာအချိန်တော်ကြာနေပြီဖြစ်ပါတယ်ဥမာဖြင့်စကိုင်းငလင်ကျော်ကြီးမှာ နောက်ဆုံးလုပ်ခဲ့တဲ့ငလင်ဟာနောက်ထပ်ငလင်တစ်ခုထပ်လုပ်ဖို့ကြာမြင့်တဲ့ return period ကိုအများကြီးကြော်နေပြီဖြစ်ပါတယ်ဆိုလိုတာကတော့ငလင်ကြီးတစ်ခုအချိန်မီလုပ်နိုင်နေဆိုတဲ့သဘောကိုပြနေပါတယ်ဒါတတိထားမယ်အချက်တစ်ခုဖြစ်ပါလေမြန်မာနိုင်ငံမှာငလင်လုပ်တဲ့အခါမှာအားကောင်းဆုံးငလင်လုပ်တဲ့နေရာနဲ့အပြည့်အစုံအများဆုံးငလင်လုပ်တဲ့နေရာတို့ဟာတတ်တတ်တင်းမကြတာကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုလိုတာကတော့မြန်မာနိုင်ငံမှာလုတ်ခဲ့တဲ့ငလင်ထဲမှာအားကောင်းဆုံးငလင်ကျော်ဟာတောင်ကျန်းငလင်ကျော်ပေါ်မှာလုတ်ခဲ့ပါတယ်မင်းမျိုးတောင်ကြီးစားတဲ့မျိုးများအကြီးကဖြတ်သွားပါတယ်ဒါမဲ့အပြစ်စီအသေးပြောက်ဆုံးရှုံးမှုမများပါဘူးအပြစ်စီအသေးပြောက်ဆုံးရှုံးမှုအများဆုံးငလင်ကစကိုင်းငလင်ကျော်ပေါ်မှာပဲလုတ်ကြပါတယ်အဲ့လိုလုတ်တဲ့အခါမှာပြစ်စီများတဲ့အကြောင်းတွေရှိပါတယ် စကိုင်းငလင်ကျော်မှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်ဆိုတော့ငလင်လှုပ်တဲ့ဘူဒနာဟာမြေကြီးအောက်80 km တဲ့ယွန်းနေတဲ့အနက်မှာရှိပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာအပျက်စီးများတာပါလေစကိုင်းငလင်ကျော်မှာလှုပ်တဲ့မြငလင်တိုင်းဟာအနက်တိမ်ပါလေအဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်နေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားက အနည်းဆုံးခုနှစ်ကြော်သွားမယ်ဆိုရင်တော့ဒါအပျက်စီးများတာပါပဲအပျက်စီးများတဲ့အကြောင်းရင်းကလည်းအဲ့ဒီသခိုင်းငလင်ကျောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးဟာထူထပ်ဆုံးဖြစ်ပါတယ်တမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခစ်အဆက်ဆက်ရဲ့မြို့တော်တွေဟာသခိုင်းငလင်ကျောပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပုရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝရီစသဖြင့်ပေါ့နော်ကျွန်တော်တို့ကြည့်ခဲ့ရင်တကောင် အလုံးညာစကိုင်းကလင်ကျော်ပေါ်မှာရှိပါတယ်လူရည်ကလည်းထူတတ်ပါတယ်အဲဒါကြောင့်အပျက်စီးအများဆုံးကလင်ကတော့စကိုင်းကလင်ကျော်ဖြစ်တယ်အဲ့ဒီစကိုင်းကလင်ကျော်ရဲ့ငလင်ကြီးတစ်ခုလုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်ငလင်နဲ့ပတ်သက်ပြီးဘုဒ္ဓရှိဖို့လိုပါတယ်ငလင်နဲ့ပတ်သက်ပြီးအဆောက်အဦတွေပြုကြခြင်းဟာအတိအပြောက်အများကြီးဖြစ်ပါတယ်ငလင်လုံးလို့တည်တာက တော့မှမများပါဘူးဒါပေမဲ့ငလင်လှုပ်လိုက်တဲ့အတွက်အစာဦးပြိုကျပြီး ပြီလို့ဖိပြီလို့နောက်ဆုံးမြေထဲမှာမြုပ်သွားလို့တေးရတာကများလေးရှိပါတယ်ဒီတော့ငလင်ရဲ့အသေးပြောင်းဟာအစာဦးအမျိုးအစားပေါ်မှာအများကြီးတည်ပါတယ်အဲ့ဒီဒေသဟာမြင်မာတဲ့အစာဦးတွေရှိသလားခိုင်ခံ့မှုရှိသလားစနစ်ကျတည်ဆောက်မှုရှိသလားဒီချက်တွေကအများကြီးစကားပြောပါလိမ့်မယ်ဒါကြောင့်မို့အထူးဖြင့်မြင်မာတဲ့တိုက်တာအစာဦးတွေသောသမယအစာဦးကလည်း engineering knowledge လို့ခေါ်တဲ့ earthquake engineering လို့ခေါ်တဲ့မြင်းလင်းဆိုင်ရာ engineer အတတ်ပညာမပါပဲဆောက်လုပ်ထားတဲ့နေရာတွေဒီလိုနေရာတွေကအနေပူကြီးပါတယ်ဥမာအဖြစ်တောင်တွင်းကြီးနေရင်လုံတုံးကအသေးပြောက်မများပါဘူးဒါပေမဲ့ဒေသများအားလုံးဟာအံ့ဩစရာအဆောက်အဦပြိုကျလို့ဒေသကြီးပါပဲအဲဒီပြိုကျတဲ့နေရာမှာအဆောက်အဦတစ်ခုလုံးမပြိုကျပေမဲ့နိုင်ရည်နံကတ်တိုက်တွေများပါတယ် အရင်ညာငါတိုက်တယ်မှာအုံနိုင်ရံနေလောက်ထားတဲ့ခါမှာအုံနိုင်ရံများရဲ့အတိုင်းတာဟာတမယိုးကြအတိုင်းတာမဟုတ်ပါဘူးဘေးကတေသားနဲ့ပေါင်ကော့ထားတဲ့ခါမှာအဲ့ဒီပေါင်ရဲ့အကျယ်ဟာ၈ပေ၆ပေလောက်အကျယ်ရှိပါတယ်အဲ့ဒီကျမှာအုပ်စီထားပါတယ်အဲအုပ်စီတဲ့ခါမှာလဲအုံနဲ့တေသားနဲ့ကြားမှာခိုင်မြဲအောင်လှုပ်လေရှိတဲ့ဂျာလီဆိုတဲ့ပုံမခိုင်မြဲနိုင်တဲ့အစီအမံများလည်းမရှိပါဘူးအဲ့တော့ငရင်လှုပ်တဲ့ခါမှာအဲ့ဒီ အင်္ဂလိပ်ပြအချက်လက်ကြီးကကျွတ်ပြီးတော့ပြုတ်ကြပြီးအဲ့ညမှာအိတ်ငယ်တဲ့လူတွေပေါ်ပြီလို့ဒေရတာဖြစ်ပါတယ်။ဒါနည်းပြောရင်တော့အဆောက်အဦရဲ့ခိုင်ခံ့မှုနဲ့လူရဲ့ကြိုတင်ကောက်မှုအတိအားအမြဲတမ်းအရေးကြီးတယ်ဆိုတဲ့အချက်ကိုပြပြလို့ရင်းဖြစ်ပါတယ်။ဒီကုန်းကျုပ်အနေနဲ့2016ခုနှစ်မှာငလင်နေကဆင်လာတိုင်းလှုပ်ဦးမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကလည်းတနေ့တည်းပို့ပြီးပူးနေတယ်အခု2015ခုနှစ်ကကဘာတစ်ပိုင်းမှာပူဆုံးနေဖြစ်ခဲ့တယ် ဒါတွေရဲ့နောက်ဆက်တွဲဖြစ်ငလင်းနေထပ်မံလှုပ်ဖို့ဆိုတာကတော့တေချာတဲ့လှုပ်တစ်ခုလိုပဲဆိုနေပါလေဒါပေမဲ့လှုပ်တဲ့ငလင်းတွေဟာအင်အားမကြီးရင်တော့တာမန်အာနင်းနဲ့အာတင်းတင်းစသဖြင့်တတိယ Richard Scale 6တဲ့မကြော်ရင်တော့အပျက်စီးနည်းတတ်ပါတယ်များသောအားဖြင့်တော့ဒါပေမဲ့6ကြော်ရင်တော့အပျက်စီးရှိတတ်တယ်ဒါကလည်းဘယ်လိုအဆောက်အဦမျိုးဘယ်လိုနေရာမျိုးမှာနေတယ်ဆိုတဲ့အချက်ပေါ်မှာဒီနေခြင်းဖြစ်ပါလေ ဒီကုန်းပြချုပ်ကျင်တာအဓိကနှစ်ချက်ပါပဲတစ်ချက်ကငလင်းစွာကြိုတင်ခမန်းလို့မရနိုင်ဘူးဆိုတဲ့နံပါတ်1အချက်ရယ်နံပါတ်2အချက်ကငလင်းငယ်လေးတွေများများလှုပ်ရင်ငလင်းကြီးလှုပ်ဖို့အခွင့်အရေးမြဲပါတယ်ဆိုတဲ့အချက်ကိုထောက်ရှုပြီးတော့တချို့ကိစ္စရပ်များဟာအစိုးရလုံလုံကဲကဲမရှိဖို့နဲ့အရာရာဟာအသိပညာကဥဆောင်တယ်ဆိုတဲ့အချက်ကလေးကိုအလေးနဲ့ထားပြီးတော့ငလင်းနဲ့ပတ်သက်တဲ့အသိပညာပုံမူရရှိအောင်နဲ့ တက်ကြွန်းသားတဲ့သူများရဲ့လမ်းညွန်ချက်အတိုင်းမိမိတို့ရဲ့အဆောက်အဦနေထိုင်မှုစတာတွေကိုလူနေမှုစနစ်ကိုပါပြုပြင်ဖို့လိုတယ်ဆိုတာလေးတင်ပြရင်းညီကုန်းချုပ်ပါတယ်